ကျေးဇူးတော်ဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါရယ်အားလုံးမင်္ဂလာပါခင်ဗျဒီနေ့တော့ဘုရားသခင်ထံသို့ပြန်လာပါဆိုရက်ကောင်းစဉ်လေးနဲ့ခွားပေးတော်မှာဖြစ်ပါရယ်မာလခိအနာဂရိချံအခန်း3စာပိုက်ခွန်ကနေ7ထိကိုအခြေခံမှာဖြစ်တယ်စာပိုက်ခွန်ကနေတခုချင်းဖတ်တော်မှာဖြစ်တယ်ဘိုးဘေးတို့လက်ထက်မှာစ၍သင်တို့ဒီငါစီရင်ထုံးဖွဲ့ချက်တို့ကိုမဆော့တင်းဆောင်ကြပြီ ငါထံသို့ပြန်လာကြလော့ငါထံသို့ပြန်လာကြလော့ငါဒီလဲတင်းတို့စီတို့ပြန်လာမြို့ကောင်းကင်ဘိုလ်ချေရှင်သာရဗျာမိတ်တော်မူ၏အကျွန်တော်တို့ဒီအဘယ်သို့ ပြန်လာရမည်နည်းဟုတင်းတို့မေးကြသည်တကားလူဒီဖျားသခင် အုပ်စာတော်ကို လူယူရမည်လော့တော်တော်လဲတင်းတို့ဒီငါအုပ်စာကို လူယူကြပြီအကျွန်တော်တို့ဒီအဘယ်သို့ လူယူကြပါသည်နည်းဟုတင်းတို့မေးလင်ဆယ်ဖို့တဖို့ကို၎င်း ပူဇော်တကောင်လကောင်လူယူကြပြီလို့ပြောတာတွေ့ရတယ်။ဟောအဲ့တော့ဒီနေရာမှာတော့ဘိုးဘေးတို့လက်ထက်မှစပြီးဆိုတာဟောဒါဣတရလူမျိုးတို့ပြောတာဖြစ်တယ်။သူတို့ဂျွန်ဘွားကနေကဲတင်လာတဲ့ဟောဖျက်သားသမီးတွေဖျက်သားနဲ့ဖျားရဲ့အထုံးဖွဲ့တော့မမဆောင်ဘူး။ဒီနေရာမှာတော့မဆောင်တဲ့နေရာမှာဘာကိုဥမာပေးလဲဆိုတော့ဆယ်ဖို့တဖို့နဲ့ပူဇော်တကာဟော အဲ့တော့ဘုရားသခင်ကနေကျွန်တော်ပြုတ်ရမယ်ဝတ်တွေကိုဒီဧတိလလူမျိုးတွေအတွက် ပြည့်ညက်တရားမှာဟောတတ်မှတ်ထားတာရှိတယ်ပေါ့အဲ့ဒီတတ်မှတ်ချက်ထဲမှာဆေဘုဒ္ဓဘုနဲ့ပူဇော်တကားတွေပေါ့နော်မပူဇော်ဘူးအဲ့ဒါမပူဇော်ဘဲနေခြင်းဟာဘုရားသခင်ထံကနေဖယားရဲ့ဥစ္စာကိုယူပြီးတော့မှ ထွက်ပြေးတာလည်းအတူတူပဲတဲ့ဖျားရဲ့ဥစ္စာကိုယူယူရာတောင်မှလှုပ်ယူပြီးတော့မှ ထွက်ပြေးတာလည်းတူတယ်သူလိုဥမာပေးတာဖြစ်တယ်နော်အဲ့တော့ဘယ်လိုပြန်လာမလဲဆိုတော့တဲ့ဆယ်ဘို့ရဘို့ရှင်းမြကိုဘာနာတိုက်ထဲသူတွင်းရင်ငိုင်းရင်တော့ ਨੇ စားစရာရှိစေခြင်းကပြုကြလော့ငါဒီမိုးကောင်းကင်ပရင်ပေါ့တို့ကိုဖွင့်ရကောင်းချီးမင်္ဂလာကိုအကုံစင်တွန်းလောင်းမီမတွန်းလောင်းမီကိုထို့သူစုံစမ်းကြလို့ကောင်းကင်ဘုရှင်အရှင်သာရဘုရားမိန်တော်မူ၏ ဒါလိုပြောတာတွေ့ရတယ်။အဲ့တော့ဒီနေရာမှာဘုရားသခင်ထောင်ဘလို့ပြန်လာခိုင်းလဲဆိုတော့ဆယ်ဖို့တဖို့နော်မပူဇော်ပဲနေတော့သူဟာဆယ်ဖို့တဖို့ကိုယူလာရမယ်ဘုရားသခင်စီကိုနော်ဒါလိုပြောချင်တာဖြစ်တယ်။နော်ဒီနေရာမှာတော့ဗိမာန်တော်ယူလာခိုင်းတာပေါ့နော်ဒါကတော့ဒီဧတရလူမျိုးတွေအတွက်အဲ့ကာလဗိမာန်တော်တခုတည်းရှိတော့ပေါ့နော်အဲ့တော့ ဗိမာန်တော်ကိုဆယ်ဖို့ဖို့ယူလာခြင်းအဖြစ်လို့ယူလာခြင်းအဖြစ်ငါထံကို ပြန်လာပါလို့ပြောတာဖြစ်ပါတယ်။နော်ဆယ်ဖို့ဖို့ပူဇော်ရတဲ့ပတ်သက်လို့တော့ဒါကျမ်းစာမှာဒီတစ်ခုထဲတော့မဟုတ်ဘူးပေါ့နော်။ဒါပညာတရားရသူကပြောတာဖြစ်တယ်။တကယ်တကယ်တော့ဂျေဇူးတော်ကာလပင်လဲပညာတရားမတိုင်မြအာဗျံတို့ယာကုပ်တို့ပူဇော်ခဲ့တဲ့ဆယ်ဖို့ဖို့ဘလို့ပုံစံနေလဲရှိပါသေးတယ်။နော်။အဲ့တော့ဘလို့ဖြစ်ဖြစ် ဒီနေရာမှာပြောချင်တာကကျွန်တော်တို့လည်းเนาะအတူတူပါပဲယုံကြည်သူတွေပဲเนาะအဲ့တော့ကျွန်တော်မိဘလက်ထက်ကလေးကတချို့ကဖယောခင်ရဲ့ဥစ္စာဆယ်ဖို့တဖို့ကိုမပူဇော်ဘူးမပူဇော်ဘူးဆိုတော့ဖယောခင်ထံကလည်းဖယောဥစ္စာကိုယူပြီးထွက်ပြေးတဲ့အမျိုးဖြစ်တယ်အခုတင်ကိုယ်တိုင်လည်းအတိုင်းဖြစ်နေပါသလားဖြစ်တယ်ဆိုဒီကျမ်းစာနဲ့เนาะကွတ်တီပဲဒီဒီနှုတ်ကပတ်တော်တင့်ကိုပြောနေတယ် နော်ငါ့ကိုပြောတယ်လို့ဒီလိုခံယူပါဥပမာဆယ်ဖို့ဖို့မပူဇော်ဘူးဆိုရင်ပေါ့နော်အဲ့ဒါဆိုရင်တော့ဘုရားသခင်ထံဘယ်လိုပြန်လာရမလဲဆယ်ဖို့ဖို့ပူဇော်ခြင်းအဖြစ်ပြန်လာရမှာဖြစ်ပါတယ်နော်ပူဇော်ပုံပူဇော်နည်းကတော့ဒါပြညတ်တရားအတိုင်းပြိမှန်တော်မရှိပေမဲ့ဘုရားကျောင်းထဲမှာယူလာလို့လည်းရပါတယ်သို့မဟုတ်အဘယံတို့လက်ထက်အိဇာတို့လက်ထက်ကဲ့သို့နော်ဒီကိုယ့်ထက် ဟလာဝိညာဉ်ရမှာကျင်းရင်တဲ့သူတွေကိုပူဇော်ခြင်းအဖြစ်လဲပေါင်လို့ရပါတယ်နော်အဲ့ဒါဘုရားသခင်စီပြန်လာခြင်းဖြစ်ပါတယ်ပြန်လာဖို့ဖြစ်တယ်ဆရောဆေဘုရဘဘယ်လာဆိုတော့မဟုတ်ပါဘူးဒီနေ့အိုတီတော်တီနော်ဘုရားသခင်ဥစ္စာဖြစ်တဲ့အဲ့ဒါမပေးဘူးဆိုရင်တော့အိုတီတော်အတိကိုယူပြီးတော့မှဘုရားသခင်ကထွက်ပြေးခြင်းဖြစ်တယ်အဲ့တော့ဘုရားသခင်စီပြန်လာပါယူလာမလဲအိုတီတော်တီပူဇော်နဲ့ပြန်လာမှာပေါ့ ိုးတီးတော့တီးဆိုတဲ့နေရာမှာဒီနေ့တည်ဖို့ကတချို့ကဥမာဟိုနှစ်တစ်နှစ်တလလုံးဝင်ငွေဒါမျိုးပေါ့နော်သို့မဟုတ်ပရမောက်ဆုံးလာစားစသဖြင့်ဟာလာဟိုပူဇော်လေးရှိတာလဲတွေ့ရတယ်ဒါလည်းကောင်းပါတယ်ဒါမဲ့ဒီကျန်းစာအရဆိုရင်တော့အဲ့လိုလည်းမဟုတ်ပါဘူးသူတို့ကလဲဆိုလဲဟာလာလေကနဲ့ထွက်တဲ့မြအကုန်လုံးဖဲအောင်ပေးရတာမျိုးမဟုတ်ဘဲနဲ့အကောင်းဆုံး ိုရိတ်သိမ်းပြီးတော့မှဖျောက်ပေးရတာမျိုးဖြစ်တယ်။အကုန်ပေးဖို့မဟုတ်ပါဘူး။ပြောချင်တာကတော့ကိုယ့်ရဲ့အိုးတီးတော့အတီးဆိုတဲ့နေရာမှာလတ်တလလွန်းလွဲ့လစားဝင်ငွေအဲ့လိုလိုဆိုလိုမျိုးမဟုတ်ပါဘူး။အဲ့ထဲကမှနော်ကိုဘလောက်ထိနော်ဖျားသခင်ပေါ်မှာအကောင်းဆုံးတော့ရောက်ဖဲမလဲ။နော်ဖဲပါ။ဖဲပြီးတော့မှဖျားသခင်ပူဇော်ပါ။အဲ့ဒါကဖျားသခင်ကိုပြန်လာခြင်းဒီတစ်မျိုးဖြစ်တယ်။အမအေးဝင်ကလေးအလုံးငယ်မလို့ဘူးလား။နော်ဒီ ဓမ္မတိချမ်းမှာဆိုတော့အင်္ဂလိပ်လူငွေလူဖို့အချင်းချင်းပြောတယ်အဲ့ဒါဆိုတော့အင်္ဂလိပ်အလူငွေယူပြီးထွက်ပြေးတာနဲ့တူတယ်အဲ့တော့ဘုရားသခင်စီပြန်လာရင်ဘာလို့အင်္ဂလိပ်အလူငွေနော်နဲ့ပြန်လာမှာပေါ့စသဖြင့်အော်မိုးဆိုးမှမိဘမဲ့တွေနော်ဆင်းရဲတဲ့ဒုက္ခရောက်နေတဲ့သူတွေနော်ပေးကမ်းခိုင်းတယ်ဘုရားကမပေးဘူးဆိုရင်အဲ့ဒါကိုယူပြီးထွက်ပြေးတာနဲ့တူတယ်အဲ့ဒါဆိုတော့အဲ့ဒီဟာနဲ့ဘုရားသခင်စီပြန်လာမှာပေါ့ ဒါကြောင့်ဒီနေ့ဓမ္မမေသင်ဟာဘုရားသခင်ဘုရားသခင်ထံကနေဘာနဲ့ထွက်ပြေးသွားပါသလဲ။နော်ကိုယ့်ကိုစဉ်းစားကြည့်ပါ။ဒါကတော့အလုံငွေနဲ့ပတ်သက်လို့ပြောတာပါ။အတ္တတရလည်းစဉ်းစားကြည့်ပါ။ပြုတ်ဝတဲ့ဝတ်ကိုမပြုတ်ဘူးဆိုရင်အရာနဲ့ကိုထွက်ပြေးတာပေါ့။အဲ့ဒါဆိုရင်ဘုရားသခင်ထံဘယ်လိုပြန်လာမလဲ။ပြုတ်ဝတဲ့ဝတ်ကိုပြန်ပြုတ်ရမှာပေါ့။နောင်တရပြီနောင်တနဲ့ထိုက်တန်တဲ့အချင်းကိုကျင့်တာပေါ့ဘုရားသခင်ဖက်ကိုပြောင်းလဲရမှာ ဒါဘုရားသခင်ထံကိုပြန်လာခြင်းဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဒီနှုတ်ကပတော်အဖြစ်ကိုကိုဆင်ခြင်ပါ။ငါဘာနဲ့ဘုရားသခင်ထံကနေထွက်ပြေးသွားပါသလဲ။နော်။ဘာနဲ့ထွက်ပြေးသွားပါလဲ။ဟာလာကိုယ့်ရဲ့အောင်မြင်မှုနဲ့ထွက်ပြေးသွားပြီလား။အဲ့ဒါအောင်မြင်မှုနဲ့ဘုရားသခင်စီပြန်လာပါ။ကိုယ့်ငွေချင်းနဲ့ဘုရားသခင်ထွက်ပြေးသွားပါလား။အဲ့ငွေချင်းနဲ့ပြန်လာပါ။စသဖြင့်နော်ကိုကိုကိုပြန်လဲတုံးတပ်ပြီးတော့မှဒီနှုတ်ကပတော်တိုင်းဘုရားသခင်ထံကိုအတိအကျပြန်လာကြရအောင်။ ဒါဆိုတော့ဘုရားသခင်အစင်မဲ့လက်ခံတဲ့ဘုရားဖြစ်ပါတယ်။ကောင်းကြီးပေးမယ်။အရင်တော့မင်းမပေးခဲ့တဲ့အတွက်မရသေးဘူး။အဲ့လိုမဟုတ်ပါဘူး။တင်ပါ။မိုးကောင်းကင်ပရင်ပေါ့ရှိနေမြတ်ဖွင့်ကောင်းကြီးမင်္ဂလာအကောင်းဆုံးတွန်းလောင်းမယ်မတွန်းလောင်းမယ်ထို့သို့စုံစမ်းပါလို့ပြောပါတယ်။အောက်ပိုင်းဖတ်မယ်ဆိုတော့ကောင်းကြီးလေးမျိုးတွေ့ရတယ်။ဒါကြောင့်ဓမ္မမိတ်ဆွေဒီနေ့တရားဘုရားသခင်ထံကနေတစ်ခုစုံတစ်ခုတော့အရာနဲ့ထွက်ပြေးနေတော့သူဖြစ်တဲ့ဆိုရင်တော့ဘုရားသခင်ထံကိုထိုအရာနဲ့ပြန်လာပါ ဒါဆိုတော့တိဆောက်ရှင်ရှိမယ်ဘုရားသခင်ကသင်ကိုကြိုးစိုးလက်ရှိတယ်သင်ပြန်ပြီးတော့မှ ကောင်းချီးပြန်ပေးလိမ့်မယ်လို့ခွာပေးနေနေကိုချုပ်ပါရဘုရားသခင်နေသင်တို့အားလုံးကောင်းချီးပေးပါစေတော့အာမင်